စိတ်ကအားနေတဲ့အချိန်ယုံကြည်ခြင်းကအစစ်ဆုံးအစွမ်းဖြစ်တယ်။ဘဝမှာတခါတလေရှုံးနိုင်မှုတွေရှားတယ်မှာကိုယ်စိတ်ကလည်းပင်ပန်းနွမ်းနဲ့သွားတတ်ပါလေ။မဖြစ်မနေထင်တဲ့အရာတွေမဖြစ်ပေါ်လာတဲ့အခိုက်အတန့်မှာကိုယ်တည်းမှာစွမ်းအားကုန်သွားတဲ့ခံစားချက်တာဖြစ်လာတတ်ပါလေ။ ဒါပေမဲ့ဒီလိုအချိန်မှာယုံကြည်ခြင်းဆိုတာအရေးကြီးဆုံးအစွမ်းအင်တစ်ခုဖြစ်လာတယ်။မင်းရဲ့စွမ်းအားမမြင်ရတဲ့အချိန်မှာပဲမင်းကိုယုံတယ်ဆိုတဲ့စိတ်ထဲကအတန်လေးကပဲမင်းကိုစုတ်ခွာခြင်းနဲ့အချက်ပါမတော်အောင်စုတ်ခိုင်းတယ်။မင်းရဲ့အိမ်မက်ကိုတကယ်ဖြစ်နိုင်တယ်လို့ ရှုံနေဆိုတာကပဲချုပ်ချောင်နေတဲ့စိတ်ခဲကို နောက်တစ်ချက်ထိုးပေါက်ခွာဖွင့်နိုင်စေကြုံကြည်မှုဆိုတာမပြင်းပန်းကမဟုတ်ဘူးမိမိအတွင်းမှာကြည်ရှိတဲ့မတိတ်မပြင်းမိတော့လူမျိုးလမ်းပြနေတဲ့အင်အားတစ်ခုဖြစ်တယ် အားနည်းတဲ့အခြေတွေမှာကိုကိုကိုယုံကြည်နိုင်ခြင်းကတကယ်အရေးကြီးရဲ့မနေ့ဖြန်အတွားအကောင်းဆုံးတည်ဆောက်ဖို့အဓိကအထောက်အကူဖြစ်စေရဲ့စိတ်ကနာကျင်တဲ့အချိန်မှာတော့ယုံကြည်မှုကိုမပြောင်းစေနဲ့အဲ့ဒါကပဲမင်းပေါ့မင်းကိုမျက်စိမမြင်နိုင်တဲ့အောင်မြင်မှုစီရောက်တည်ဆောင်ပေးမဲ့စွမ်းအားဖြစ်တယ်โอเค